မင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကိုအဓိကကူညီပေးမှုပေးထားတဲ့ Isaiah 3K Mobile နေပြီးတော့ price list တွေကိုကျွန်တော်ကတစ်ချက်ကြည့်ပြီးတော့ဘယ်ဖုန်းနေရာရွေးချယ်ပြီးတော့ဝယ်တင်လဲဘယ်ဖုန်းနေရာရွေးချယ်ပြီးတော့မဝယ်တင်တော့ဘူးလဲဆိုတဲ့ဥစ္စာလေးကိုဗီဒီယိုလေးလုပ်ပေးသွားမှာလည်းဖြစ်ပါတယ်အားလုံးမင်္ဂလာပေါင်းနေပြန်တော့ရပါစေ user review tech channel ကနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ collaborate လုပ်ထားတဲ့ အာဒီ Apple Premium Second Product တွေကိုရောင်းတဲ့ Isaiah 3K လေးကိုကျွန်တော်တွားရောက်ပြီးတော့ကြည့်ပစ်ခဲ့တာပေါ့နော်။ဒီဆိုင်မှာသလို့ရှိရင်အဓိကဘာလို့ရမလဲဆိုလို့ရှိရင်ကိုက iPhone နဲ့ပတ်သက်ပြီးတော့စိတ်ချယုံကြည်စွာနဲ့အယောင်းဝယ်အလဲထက်လုပ်ချင်တယ်ဆိုလို့ရှိရင်အကုန်လုံးစရရအစဉ်ပြောင်းလုပ်လို့ရတယ်။အဓိကအဖြစ်တော့ iPhone ဆိုလို့ရှိရင်လည်းသူက second man မဟုတ်ဘဲနဲ့အစ်စ်တွေဘာလဲမှားပြီးတယ်ပေါ့နော်။ဆိုတော့အဲဒါကြောင့်စိတ်ချယုံကြည်စွာနဲ့လုပ်လို့ရတယ်။အဓိကတော့ iPhone ဆိုတာထက် Apple Product တွေတော်များရမှာပေါ့နော်။တစ်ချက်လောက်တော့ဒါတွားရောက်ကြည့်ရှုပြီးတော့ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်အတိအပေးနေတာဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆက်ပြီးတော့ ော့ကြည့်လိုက်အောင်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည်သူကြပါစေ user review tag channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်အဒီကအကူအညီပေါ်ပေါ်ပေးထားတဲ့ Isaiah 3K ဖုန်းဆိုင်နေပြီးတော့ကျွန်တော် Apple product တွေပေါ့နော်အဲ့ဒီထဲကနေပြီးတော့ phone ညာရွေးချက်ပြီးတော့ဝယ်တင်လဲဘယ်ဖုန်းညာရွေးချယ်ပြီးတော့မဝယ်တင်တော့ဘူးလဲဆိုတော့ဥစားလေးကိုဒီနေ့မှတော့ကျွန်တော်ကဗီဒီယိုလေးလုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီနေ့ကျွန်တော် price list ကိုနောက်ဆုံး update တင်တာ price list ကိုတစ်ချက်ကြည့်ပြီးတော့ကျွန်တော်ဘက်ကလည်းဝေးသွားမယ်။ဒီ price list ဆိုလို့ရှိရင်တော့ဒါ25ရက်26ရက်ဝန်းကျင်လောက်ကပေါ့နော်။ဒီလေး၄လပိုင်း25ရက်26ရက်ဝန်းကျင်လောက်ကတင်ထားတဲ့ price list ကိုပဲကျွန်တော်တစ်ချက်ကြည့်ပြီးတော့ပြောပြပေးထားရလဲဖြစ်တယ်ပေါ့နော်အကြောင်းမလို့ကျွန်တော်ဗီဒီယိုတင်တဲ့အချိန်ကြာလို့ရှင်ဈေးလေးကအနေငယ်ပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်အဲဥစ္စာလေးတွေတစ်ချက်ကျွန်တော်ကကြိုပြီးတော့ remind လုပ်ထားခြင်းနဲ့ပေါ့နော်ဗီဒီယိုလေးကိုပဲစိုက်တော့ပေါ့အကောင်းဆုံးဈေးကိုကျွန်တော်တို့တစ်ချက်ကြည့်ကြအောင် ကြည့်ရမယ်ဆိုလို့ရှိရင်တော့15 series ကနေစရတယ်ပေါ့နော်15 series ကနေစရမယ်ဆိုလို့ရှိရင်တော့ iPhone 15 Pro Max KH Natural Titanium ပေါ့နော်အဲ256 GB battery ဟက86%ကျန်သေးတယ်။အဘူးအစုံအတန်ပေါ့နော်။ပြီးဒီကောင်ကျတော့တကူပြောလို့ရှိတာ i73K ကဖုန်းနေအကောတော်များက99%လောက်သူကတန်တယ်ပေါ့နော်။အကြောင်းမလို့ကိုကစိတ်ချယုံကြည်စွာနဲ့ဝယ်လို့ရတယ်။တကူ error ရှိတယ်။အဲလိုမျိုးအလုံးသိမ့်မတန်အောင်ဆိုလို့ရှိရင်လည်းသူတို့ဘက်ကနေပွင့်လင်းပြောပြီးတော့ ရောင်းတာဖြစ်တဲ့တော့ဒီညမှာလည်းဆေးရယုံကြီးစွာနဲ့အကြောင်းဝယ်လက်ထပ်လုပ်လို့ရတယ်ဗောနော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကထည့်ပြီးတော့ပြောပြပေးထားတာဘာလို့လဲဆိုတော့ဖုန်းကဘလောက်ထိတန်တာလဲဘလောက်ထိကောင်းတာလဲဆိုလို့ရှိရင်ကျွန်တော်ဘက်ကပြောပြစရာခက်မှာဆိုလို့တခါလေးကြိုးပြီးတော့ပြောထားပေးတဲ့သဘောဗောနော် ဘယ်ဒီကောင်ဆိုလို့ရှိရင်တော့38သိန်း5000ပေါ့နော်38သိန်း5000မှာ iPhone 15 Pro Max ကိုမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုဝယ်သင့်တယ်လို့ပြောလို့ရတယ်အ256ကလည်းရမှာပေါ့နော်မကြိုက်ရင်ကျွန်တော်က iPhone 70 series တွေလာတော့မှာဖြစ်တော့ကြောင်းအဲ့ဒီဟာတွေမလာခင်မှာအခုအချိန်ဝယ်မယ်ဆိုလို့ရှိရင်တော့16 series ပဲဝယ်ဝယ်15 series ပဲဝယ်တော်တော်လေးကိုတန်ပြီးတော့ ကောင်းတယ်လို့ကျွန်တော်တို့ comment ပေးချင်တာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ရွေးချယ်ပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်ဝယ်လို့တင်တယ်ဆိုတဲ့အကြောင်းလေးပြောကြချင်တယ်ပြီးအောက်မှာဆိုလို့ရှိရင် iPhone 15 Pro Max ပဲထက်ရှိတယ် case ရ region ပဲဒီကောင်ကတော့ natural mode တော့ black tight နေရမှာပေါ့နော်256 GB ပဲ battery က88%ရှိတယ်။အဘူးအဆုံပေါ့နော်အလုံးတန်းဒီကောင်ဆိုလို့ရှိရင်တော့38တိန်းပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ပိုတော်မှရွေးချယ်တဲ့အထက်မှာ ပါတယ်လို့ပြောလို့ရတယ်ဗောနော်သူ့အောက်မှာဆိုလို့ရှိရင်တော့ iPhone 15 Plus ရှိမယ်15 Plus ကတော့ ZBE region တော့ pink color ဗောနော်128ကရမယ် battery health က90%ကျန်သေးတယ်ဘူးအစုံဗောနော်အလုံးတန်အဲ့ဒီကောင်ဆိုလို့ရှိရင်25သိန်းဗောနော်အဲ့ကောင်ကတော့15 Plus တို့ပါတော့ဒေချာပေါက်ကိုရွေးချယ်ပြီးတော့ဝယ်တဲ့နေထဲမှာကျွန်တော်ကတော့မထင်ဘူးဗောနော်အเจ้าမမရွေးနဲ့မရွေးဘဲနဲ့တခြားဒီ15 Pro တို့15 Pro Max တို့ရွေးမယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့တင့်တော်ရလို့ကျွန်တော် recommend ပေးခြင်းတယ် အောက်မှာဆိုလို့ရှိရင် iPhone 15ရှိမှာပေါ့နော် iPhone 15ဆိုလို့ရှိရင်တော့ CHA region အာ black color 128GB ရမယ် battery ကကျတော့89%ပေါ့နော် original box and accessory အလုံးသက်အကောင်ဆိုလို့ရှိရင်တော့23ဒိန်းပေါ့နော်အဲ့ iPhone 15ဒီရမှာကိုက budget နဲ့ဖြစ်တာလေလိုချင်တယ်ဆိုလို့ရှိရင်တော့ size ကြီးလည်းမလိုဆိုရင်တော့ iPhone 15လောက်ကိုရွေးတာတော့အများကြီးပို့ပြီးတော့အဆင်ပြေတယ်15 Plus တို့ပါတော့ကျွန်တော်ကအရင်ကြီးတော့ recommend မပေးခြင်းဘောเนาะဆိုတော့အဲ့နှစ်ခုတွေကရွေးပြီးဝယ်မယ်ဆိုလို့ရှင်လဲဒီ iPhone 15တွေကိုပဲရွေးပြီးတော့ဝယ်လိုက်ပါလို့ဒီညနေ recommend ပေးခြင်းတာဘောเนาะဒီ iPhone 15 series တွေရဆိုလို့ရှင်ဘောเนาะတော့မှဆိုလို့ရှင်တော့ iPhone 14 series ရှိမယ်14 series မှာဆိုလို့ရှင်တော့ iPhone 14 Pro Max ဇက်ဘီရီဂျန်ဘောเนาะဒီပါပဲ color 128 gig battery health က84%ရှိမယ် boot accessory အလုံးတန်းအစုံဘောเนาะအဲ့ကောင်ဆိုလို့ရှင်တော့3300နဲ့5000ဘောเนาะဆိုတော့3300နဲ့5000မှာလဲဒီကောင်တော်တော်လေးကိုဝယ်ပြော်ပြီးတော့ 10တယ်လို့ကျွန်တော်က recommend ပေးခြင်းတယ်14 Pro Max ကတော့အခုချိန်ဒီကိုဝယ်လို့ကောင်းနေထမှာတော့ပါပါသေးတယ်။တောက်မှဆိုလို့ရှိရင်လည်းနောက်တဲ့14 Pro Max လုံးထပ်ရှိမယ်။ Safe Share Region Deep Barber Color 256G ပေါ့နော်။ Battery က87%ရှိမယ်။ဘူးစုံလုံးတန်ပေါ့နော်။အဲကောင်ဆိုလို့ရှိရင်လည်း33သိန်းဆိုပြီးတော့သူကရေးထားတယ်။အဒီမှာဆိုလို့ရှိရင်တော့ဒီ Safe Share ဖြစ်သွားတဲ့အတွက်ကြောင့်သူကတော့ Jewel Sing ဖြစ်သွားမှာပေါ့နော်။ဒါကတော့ပို့ပြီးတော့ ဝယ်တဲ့နဲ့တန်တယ်လို့ကျွန်တော်တို့ထင်တယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့အများသောအားဖြင့်တော့ဈေးရှည် jewel ဈေးကိုင်နေတယ်ဆိုလို့ရှိရင်ဈေးရှည်ဆိုတာထက်ကျွန်တော်တို့ကတော့ ZAE ကိုပို့ပြီး recommend ပေးတယ်။ဒါပေမဲ့လည်းဈေးရှည်လည်းကောင်းပါတယ်။ဘာမှတိတ်ထွေပြောင်းလဲမှုတော့မရှိဘူးပေါ့နော်။အောက်မှာဆိုလို့ရှိရင် iPhone 14နဲ့ရှိမယ်။ iPhone 14ဆိုလို့ရှိရင်တော့ KA ရှည် region Starlight Color အာ 128GB ပေါ့နော်။ Battery ကတော့84%ရှိမယ်။အာ Boost နဲ့ accessory အစုံပေါ့နော်။အလုံးတန်အကောင်ဆိုလို့ရှိရင်19,000 5000ဆိုပြီးရေးထားတယ်။အကောင်လေးကလည်းရွေးချယ်ပြီးဝယ်မယ်ဆိုလို့ရှိရင်ဝယ်လို့တင်တယ်။ ဒါပေမဲ့ကျွန်တော်ကကြတော့လေအဲ့ iPhone 13နဲ့ iPhone 14เนี่ยဘာမှတိတ်ပြီးတော့မကွာဖြစ်တဲ့ကြောင့်ရွေးမယ်ဆိုလို့ရှင်တော့ iPhone 13เนี่ยပဲပို့ပြီးတော့ရွေးစေချင်တာပေါ့เนาะဘာလို့လဲဆိုတော့14နဲ့13เนี่ยဘာမှမကွာပဲねဈေးနဲ့ပို့ပေးဖို့ကြတော့အရင်ကြီးမတန်ဘူးလားလို့ကျွန်တော်ထင်တာပေါ့เนาะအเจ้าမလို့အဲဝယ်မယ်ဆိုလို့ရှင်လေ iPhone 14เนี่ยဝယ်တင်တယ်ဒါပေမဲ့ဖြစ်နိုင်မယ်ဆိုလို့ရှင်တော့ iPhone 13เนี่ยပို့ပြီးစဉ်းစားစေချင်တာပေါ့เนาะပြီးလို့ရှင်တော့ iPhone အောက်မှာလည်း14ထပ်ပြီးရရှိမယ် KHA region purple color 128 gig ဘက်ထရီက81%ရှိမယ်ဘူးအက်ဆက်ဆရီအဆောင်ပေါ့နော်အလုံးသန်16သိန်းဆိုပြီးရေးထားတယ်ဒီကောင်လေးလည်းမစိုးဘူးပေါ့နော်ရွေးမယ်ဆိုလို့ရှိရင်လည်းရွေးတဲ့ထဲမှာပါတယ်လို့ကျွန်တော်တို့မြင်တယ်အောက်မှာဆိုလို့ရှိရင်တော့ iPhone 13 series ရှိမယ်ပေါ့နော်အာ iPhone 13 series ကိုမှ iPhone 13 Pro ပေါ့နော်ဒီညမှာကျွန်တော်တခုထည့်ပြောထားခြင်းတာက iPhone 13 Pro Max တို့ iPhone 13 Pro တို့စီးရီးတွေက green light error ရှိတယ်ဆိုပြီးတော့တော်တော်များပြောတာလည်းရှိမှာပါကျွန်တော်ကလည်း review တွေပြန်ပြီးတော့တင်ထားပေးတာရှိတယ်။ Down to review တွေတင်ပေးထားတာပေါ့နော်။မကြည့်ရသေးဘူးဆိုတော့အမှတ်သွားပြီးတော့ကြည့်ကြည့်လို့လည်းရတယ်။ ဆိုတော့ဒီကောင်ကလည်းအလုံးတိုင်းလိုဖြစ်တာတော့မဟုတ်ဘူးဒါဆယ်လုံးတစ်လုံးတစ်ခါကျအလုံး20မှာတစ်လုံးအဲ့လောက်ပဲဖြစ်တာဆိုတော့ကိုကံအရန်ဆိုးပါပဲဖြစ်မဲ့ပုံစံပြီးတော့ဂယူးမဆိုင်ပဲနဲ့ပြစ်သုံးမယ်ဆိုတဲ့သူတွေတော့ဖြစ်နိုင်ကြီးပို့ပြီးတော့များတယ်ပေါ့နော်အဲကြောင့်မလို့တက်နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့တခြားတွေကပို့ပြီးတော့ရွေးစီခြင်းတယ်ဒီလိုမှမဟုတ်ပဲနဲ့ကိုက iPhone 13 series တွေကနေ budget က limitation ဖြစ်နေရဆိုလို့ရှိရင်လည်း iPhone 13 Pro တို့မို့ iPhone 13 Pro Max ကလည်းရွေးချယ်ပြီးတော့ဝယ်သင့်တဲ့အထက်မှာထည့်လို့ရတယ်လို့ကျွန်တော်ဒီနေ့ကနေ recommend ပေးခြင်းတော့ပေါ့နော် iPhone 13 Pro ကိုကြည့်မှဆိုလို့ရှိရင် JA region J ဆိုတာတော့ Japan region ပေါ့နော် graphite color 256K ရမယ် box and accessory အလုံးတန်းပေါ့နော် battery ကတော့90%ရှိမယ်22,000 3000ဆိုပြီးတော့သူကတော့ရေးထားတာပေါ့နော်ဆိုတော့ iPhone 13 Pro ကလည်းရွေးချယ်ပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်ဝယ်တဲ့နေရာမှာထည့်လို့ရတယ်လို့ပြောနေတယ်ဒီကောင်က 256K ဖြစ်သွားလို့လည်းလေးဈေးများသွားတာပေါ့နော်အောက်မှာဆိုလို့ရှိရင် iPhone 13 Pro ရှိမယ်အဲ ZB region ပေါ့နော်ကျွန်တော်ဒီ video မတင်ခင် list တွေလိုက်ကြည့်တဲ့အချိန်မှာဆိုရင်အဲ့ဒီကျွန်တော်တို့ ိုင်ဇယ်3ကမှာဆိုင်ဆိုင်မှာဆိုလို့ရှိရင် iPhone 16တွေရောက်နေရတယ်ကျွန်တော်တွေ့တယ်13 Pro Max ကြီးလည်းကျွန်တော်တွေ့ရဖြစ်တဲ့တော့ကြောင့်ဒီလေဆမ်းမှာမပါဘူးဆိုပေမဲ့လည်းကိုကအဲ့လိုမျိုးလိုချင်တဲ့ဖုန်းတွေသိချင်တဲ့ဖုန်းတွေရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာပြထားတဲ့ဘန်နာထိုးပေးထားတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့အမှမေးကြည့်လို့ရတာပေါ့နော်ဆက်ရမယ်ဆိုလို့ရှိရင် iPhone 13 Pro Zebra Region Alpine Green Color ပေါ့နော်256ကို Original Box and Accessory အပြင်ဘက်ထရီကတော့89%ရှိမယ်ဈေးကတော့22သိန်းကွဲပါတော့ဒါလည်းရွေးချယ်ပြီးဝယ်မယ်ဆိုလို့ရှိရင်ဝယ်တင်တာ ဆိုအောင်ပါဆိုလို့ရှင်တော့ကျွန်တော်ရဲ့ဒါညှိုးပေးနေရဖုန်းဖြစ်တာ iPhone 13ပေါ့နော် iPhone 13ဆိုလို့ရှင်တော့ CHA region midnight color 128G battery က91%ရှိမယ် boost accessory အစုံအဲ့ဒါကမှသူက99%လောက်အလုံးတက်မယ်ပေါ့နော်ပြီးရဆို16ဒိန်ခွဲတာလေတော်တော်လေးကိုရွေးချယ်ပြီးတော့ဝယ်တဲ့နေရာမှာထည့်လို့ရတယ်လို့ပြောခြင်းနဲ့အောက်မှာဆိုလို့ရှင်တော့ iPhone တက်တင်းဆက်ပြီးတော့ရှိမှာပေါ့နော်ဇက်ဘီ region အာဒီကောင်ကတော့ midnight ကလာ 128G battery က86% original box and accessory 15သိန်း5000ဒီကောင်ကတော့ပို့ပြီးတော့မှတန်သေးတယ်လို့ပြောလို့ရတယ် battery ကလည်းနည်းတာတကြောင်ပေါ့နော်ပြီးတော့ဒီကောင်ကအလုံးလေးနည်းနည်းလေးကျော်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မှာပေါ့နော်ဒါ iPhone 3G ဘက်ကိုစုံစမ်းမေးမြန်းကြည့်တာတော့ပို့ပြီးတော့အဆင်ပြေတယ်ပြန်တော့အောက်မှာတော့ iPhone 12 series ရှိမှာပေါ့နော် iPhone 12 series မှာဆိုလို့ရှိရင်တော့ iPhone 12 Pro Z A region ပေါ့နော် Pacific Blue 256GB battery က85%ရှိမှာ ဘူးနဲ့ accessory အစုံ18ဒိန်ခွဲပေါ့နော်ဆိုတော့12 Pro ကတော့ကျွန်တော်အရင်ကြီး recommend ပေးရတယ်မှာတော့မပါဘူးဖြစ်နိုင်မယ်ဆိုလို့ကျွန်တော် iPhone 12တွေကိုကျွန်တော်မရွေးစေချင်တော့ဘူးပေါ့နော်။ဒါမှမဟုတ်ပဲကိုက budget က limitation ဖြစ်နေလို့ iPhone 12 series တွေကပဲရွေးချယ်ချင်တယ်ဆိုလို့ရှင်လဲ Pro တွေ Pro Max တွေထဲဆိုင်တော့ iPhone 12လေးကိုယူလိုက်တာတော့အများကြီးပိုပြီးတော့အဆင်ပြေလို့ကျွန်တော် recommend ပေးချင်တယ်။ဒီကောင်ဆိုလဲဗျာ18သိန်းခွဲဖြစ်နေတဲ့အတွက်ကြောင့်ဒီ12 Pro ကိုဂင်တော့မလား။ကျွန်တော် iPhone 13လောက်ကိုပဲတက်ပြီးတော့ဂင်တော့မှာဟုတ်တယ်မလား။အဲ့လိုမျိုးပုံစံမျိုးပြောချင်တာပေါ့နော်။ဒါပေမဲ့ Pro ဖြစ်နေတဲ့ဆိုရင် feature လေးတခုတော့ရှိတာပေါ့နော်။ အောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်ခုနပြောလိုက်တဲ့ iPhone 12တွေလာပြီပေါ့နော် KHA region ရှိမယ် black color one way gear battery က98%ကျန်သေးတာပေါ့နော်ဒါအစ်စ်လဲရတာလည်းဖြေကောင်းဖြစ်လိမ့်မယ် boot accessory အစုံ73သိန်းဆိုပြီးတော့တင်ထားတာပေါ့နော်အောက်မှာဆိုလို့ရှိရင်လား iPhone 12 CHA purple color one way gear battery က92% boot accessory အစုံ73သိန်းခွဲပေါ့နော် iPhone 12တွေကတော့ပို့ပြီးတော့ရွေးချယ်ပြီးတော့ဝယ်တဲ့နယ်လို့ကျွန်တော်ကတော့ထင်တယ် ဆိုတော့12 Pro ဝင်မှာတက်ဆိုင်တော့အဲ့ iPhone 12လေးတို့ရွေးချယ်ပြီးတော့ဝင်လိုက်ပါနောက်နောက်ရကြတဲ့မရှိဘူးပေါ့နော်အောက်မှာဆိုရင်တော့11 series တွေရှိမယ်ပုံရင်းပြောထားမယ်ပေါ့နော်11 series တွေကတော့ကျွန်တော်တို့မရွေးစေချင်တော့လုံးဝကိုမရွေးတဲ့တော့အထင်မှာပါတယ်လို့ကျွန်တော်တို့ထင်တယ်11မှာဆိုလို့ရှိရင် iPhone 11ရှိမယ် THR region black color THR တော့ time ပေါ့နော် 128GB battery hack ကတရားပေါ့နော်ဒါ original box and accessory ဒါကတော့ battery hack များနေတယ်ဆိုတော့လဲထားရလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါကတော့မင်းမြန်းကြီးမှာပဲသိမယ်ပေါ့နော်ဆိုတော့ဒီကောင်ဆိုလို့ရှိရင်လေကိုက ဒီလောက်ဘတ်ဂျက်ပဲသုံးမယ်လို့စဉ်းစားထားရတယ်ဆိုရင်တော့ iPhone 11လေးကရွေးချယ်တဲ့နေရာထဲမှာပါတယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ display size ကလည်း6.1ဖြစ်တဲ့အကြောင်းကြီးနေသေးတယ်လို့ပြောလို့ရတယ်ပေါ့နော်။နောက်မှာ iPhone 11ရှိပဲ ZA region ပေါ့နော်။ ZA region ကတော့ Hong Kong region ။အ Black ကလည်း 128GB ပေါ့နော်။ Battery ကတော့100 original box and accessory အလုံးသတ်ပေါ့နော်။12သိန်းပေါ့နော်။ဆိုတော့ဒီ12သိန်းဆိုတဲ့အနေအထားမှာကျွန်တော်တို့အပွင့်လင်းပြောရမယ်ဆိုရင်ဒီထက်နည်းနည်းလေးပိုဆိုင်ပြီးတော့ iPhone 12လောက်ကိုပဲကျွန်တော်ရွေးချယ်ပြီးတော့ဝယ်စီခြင်းနဲ့။ဘာလို့လဲဆိုတော့ ဒီလောက်ကတော့ဝယ်တဲ့နေထဲလို့ထဲလို့ကျွန်တော်ကတော့တိတ်မရခြင်းဘောเนาะအရန်တန်တယ်လို့ကျွန်တော်တော့မထင်ဘူးအောက်မှာဆိုလို့ရှိရင် iPhone 11ထပ်ရှိမယ်ရေးချေ region ပေါ့เนาะ white color 128g battery က100ပေါ့เนาะ original box နဲ့ accessory ဒီကောင်ဆိုလို့ရှိရင်လည်းစမ်းတမ်းသိမ်းမယ်ပေါ့เนาะဈေးသုံးခုဆိုတော့အတူတူပဲအောက်မှာဆိုလို့ရှိရင် iPhone 10R ရှိမယ်ပေါ့เนาะ iPhone 10R ဆိုလို့ရှိရင်တော့ LLE region black color 128g battery ကတော့90%ရှိမယ် box box နဲ့ accessory ပေါ့เนาะ iPhone 10 Ultra လေးတွေကတော့အခုချိန်မှာ iPhone စကင်မဲ့သူတွေ budget လဲ saving ဖြစ်ချင်တဲ့သူတွေတော့ကတော့ရွေးချယ်ပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်လည်းဝယ်လို့သင့်နေသေးတယ်။ iPhone 11တွေဝယ်မှာထက်စားလို့ရှိရင်တော့အခုလိုမျိုး iPhone 10 Ultra လေးကိုရွေးချယ်ပြီးတော့ဝယ်တာတော့အများကြီးပို့ပြီးတော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်ဒီနေရာကနေ recommend ပေးချင်တာပေါ့နော်။တော့မှာဆိုလို့ရှိရင်တော့ Android ဖုန်းတွေရှိမှာပေါ့နော်။ကျွန်တော်ကိုယ်တိုင် review လုပ်ထားတဲ့ Android ဖုန်းတွေရှိတယ်။ဝယ်ချင်တယ်ဆိုလို့ရှိရင်အမှသွားပြီးတော့ဝယ်လို့ရတာပေါ့နော်။ဆိုတော့ Google ရဲ့ Pixel 9 Pro 8ဆယ်ရှိမှာ။ ဒါတော့ဒါထုံးစံနိုင်မယ်အမဲရောင်ပေါ့နော် RAM 16128ကို original box and accessory 38ဒိန်းတော်တော်လေးကိုရွေးချယ်ပြီးလို့ဝယ်လို့ကောင်းနေပြီးတော်တော်လေးကိုတန်နေပြီးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ Android phone တွေဝယ်ဖို့စဉ်းစားနေရဆိုလို့ရှိရင်လည်းဒီမှာသွားပြီးတော့ရွေးချယ်ပြီးတော့ဝယ်လို့ရတယ်။တူအောင်မှာဆိုလို့ရှိရင်လည်းကျွန်တော်ပဲ review လုပ်ထားတဲ့ Samsung Galaxy Z Fold 5လေးရှိမှာပေါ့နော်။ဒါကတော့ dual SIM Phantom Black ကလား 12512G ဒါကတော့ original box and accessory 330ဒီကောင်ပိုတော်မှရွေးချယ်ပြီးတော့ ဝယ်လို့သင့်နေသေးတယ်လို့ကျွန်တော် recommend ပေးချင်တာပေါ့နော်ဆိုတော့ Android phone တွေဝယ်ဖို့စဉ်းစားနေရဆိုလဲဒီမှာဒီနှလုံးလက်ရှိမှာရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်ရွေးချယ်ပြီးဝယ်မယ်ဆိုလို့ရှိရင်တော့ Android 3G ကိုတော့ရောက်မေးမြန်းပြီးတော့ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းလေးပဲဒီနေရာကနေတင်းကောင်းပါပြီးတော့ပြောကြားပေးခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့လူချင်းမင်းတို့ကအခုလက်ရှိပြောပြပေးထားတဲ့လင်းစရာကနေပြီးတော့ဘယ်ဖုန်းတွေကိုရွေးချယ်ပြီးတော့ဝယ်သင့်တယ်လို့ထင်လဲဘယ်ဖုန်းတွေကိုရွေးချယ်ပြီးတော့မဝယ်သင့်တော့ဘူးလို့ထင်လဲဒါကြောင့်ကျွန်တော်ဒီနေ့မှဆိုလို့ရှိရင်ဒီ list ဆရာနေပြီးတော့ဘယ်ဖုန်းတွေကတော့ဝယ်တင်နေတယ်ဘယ်ဖုန်းတွေကတော့စဉ်းစားနေကြတယ်ဘယ်ဖုန်းတွေကမဝယ်တင်တော့ဆိုတဲ့ဥစ္စာလေးကို recommend ပေးပြီးတော့ပြောကြားပေးခဲ့တာလည်းဖြစ်ပါတယ်။သိကျင်တာလေးရှိရဆိုလို့ရှင်တော့အောက်က comment မှာဝင်ပြီးတော့မှန်းခဲ့ပြလို့ရပါတယ်။ Philip ပါကျွန်တော်ရဲ့ video လေးကိုကြည့်ရှုမယ်ဆိုလို့ရှင် VPN လေးခံပြီးတော့ကြည့်ရှုဖို့တောင်းမြစ်တာရခံကြပါတယ်။ကြည့်ရှုအားပေးကြတဲ့တူတူတယောက်ချင်းစီတောင်ကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုကြားနေတဲ့လည်းဆိုလို့ရှင် like and subscribe notify bell နဲ့ပြန်ကူညီပေးဖို့မေးပါနဲ့။ကြည့်ရှုပေးကြတဲ့တူတူတယောက်ချင်းစီတောင်ကျေးဇူးများကြီးတင်ပါတယ်လို့ပြောနေပဲကျွန်တော်နောက်ထပ် video ကိုကြားမှာပြန်လည်ဆွေးနွေးကြတာပါ။